မင်္ဂလာပါခင်ဗျာ Revolute Burma News Channel ကနေပြီးတော့ဇူလိုင်လ9ရက်နေ့ညနေပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ဘကိုးတိုင်းတဲကုန်းမြို့တဲသီးပင်ကြီးရွာမှာရှိတဲ့အကြမ်းဖက်စစ်တပ်ရဲ့စစ်ဆေးရေးဂိတ်ကိုစနိုက်ပါနဲ့ပစ်ခတ်တိုက်ခိုက်ရာအကြမ်းဖက်စစ်ကောင်းစီတပ်သားတအုပ်သေးဆုံးပြီးတော့ရုပ်အလောင်းကိုရွှေတောင်ဂရင်တရားစစ်ဆေးရုံကိုတဲဆောင်သွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ဇူလိုင်လ၄ရက်နေ့မွန်လွယ်3:45မိနစ်ခန့်မှာပဲခုံးမြို့အဝင်တဲသီးပင်ရွာအကြမ်းဖက်စစ်တပ်ရဲ့စစ်ဆေးရေးဂိတ်ကိုဗျူဟာ27ကိုကဲမှုအောက်မှာရှိတဲ့ပြည်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော်3631 PPDF တရင်ကတော်လိုင်းရဲဘော်များကစနိုက်ပါနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုအတွင်းမှာအကြမ်းဖက်စစ်ကောင်စီတပ်သားများတဦးသေးဆုံးပြီးတော့တဦးထိခိုက်ဒဏ်ရာရရှိကာစစ်သားအလောင်းနဲ့ဒဏ်ရာရရှိတဲ့သူကိုရွှေတောင်ကရင်တရားစစ်ဆေးရုံကိုတယ်ဆောင်သွားတယ်လို့သိရပါတယ်။ ပြည်သူတွေအနေနဲ့အကြမ်းတ်စစ်ခွေးတွေနားမှာသွာလာနေထိုင်ခြင်းမျိုးမပြုလုပ်ကြရန်မြစ်တာရက်ခံကြမှာတဲ့ကျွန်တော်တို့ပြစ်ခတ်မှုကြောင့်တိတ်ဆုံးသွားတဲ့စစ်ခွေးအလောင်းနဲ့ ဒဏ်ရတဲ့ကောင်ကိုရွှေတောင်ဂရင်တရားစစ်ဆေးရုံကိုတည်ဆောင်သွားတယ်လို့363ကျတဲ့တပ်ရင်းစစ်ထောက်လမ်းအင်းနဲ့သတင်းရပြန်ကြားရေးတာဝန်ခံရှဲရော့ကပြောပြထားပါဗျာတိုက်ခိုက်မှုဖြစ်ပွားပြီးတဲ့နောက်မှာအကြမ်းဖက်စစ်ကောင်စီတပ်သားများကလမ်းနဲ့ငယ်များနဲ့ပြန်လည်ပစ်ခတ်ခဲ့တော့လေတော်လိုင်းတပ်ဖွဲ့ဝင်များအထိကမရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါဗျာအဲ့ဒီအကြမ်းဖက်စစ်တပ်စစ်ဆေးဂိတ်ဟာဈေးသွားဈေးလာပြည်သူများရဲ့ကုန်ပစ္စည်းများကိုတိမ်းဆီးခြင်း ငွေတောင်းခံခြင်းဆဲဆိုချိန်မောင်းခြင်းလူငယ်လူရွယ်များနဲ့ចောင်းသားများကိုပါမချမ်းဖန်းစီပေါ်တာဆွဲနေတဲ့ဂိတ်ဖြစ်ကြောင်းတရင်ရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့အကြမ်းဖက်စစ်ကောင်စီတပ်ကပြန်လည်ထိန်းချုပ်နိုင်ပြီလို့ကြေညာထားတော့လေမိုးပြဲမှာတိုက်ပွဲတွေဆက်လက်ပြင်းထန်နေပြီးတော့စစ်တပ်ကနေအိမ်များကိုမိရှုံမှုများဇက်တိုက်လှုပ်ဆောင်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ကရင်ပြည်နယ်၊ရှမ်းပြည်နယ်အစားဖေကုံမြို့နယ်မိုးပြဲမြို့ကိုအကြမ်းဖက်စစ်ခွေးတပ်ကထိန်းချုပ်ပြီးတဲ့နောက်ပြည်သူတွေရဲ့နေအိမ်အလုံး20ကျော်ကိုမိရှုံထားပြီးမိုးပြဲမြို့ပတ်ဝန်းကျင်မှာလည်းတိုက်ပွဲများဆက်လက်ပြင်းထန်နေတယ်လို့သိရပါတယ်။ဇူလိုင်လ9ရက်နေ့ကမိုးပြဲမြို့ရဲ့တောင်ဘက်အဆုံဆုံး မွေတော်ဖျားရှိရာမြို့မရက်ကွက်ကို၎င်းဇွန်လ6ရက်နေ့ မိုးပြင်းမျိုးအရှိတ်အဆွန်ဆုံးရက်ကွက်ဖြစ်တယ်။ညောင်ဝိုင်းရက်ကွက်ကိုလကောက်အကြမ်းဖက်စစ်ခွေးတပ်ကထိန်းချုပ်ပြီးတဲ့နောက်မိုးပြင်းမျိုးတစ်ခုလုံးကိုထိန်းချုပ်နိုင်ပြီလို့စစ်ကောင်စီကကြေညာလာတယ်လို့သိရပါဗျ။အဲ့ဒီနောက်စစ်တပ်ကမိုးပြင်းကပြည်သူတွေရဲ့နေအိမ်အလုံး20ကျော်ကိုမိရှုဖျက်ဆီးထားတယ်လို့ပြောပါတယ်အလားတူပဲမိုးပြင်းလွိုက်ကောလမ်းမကြီးပေါ်မှာတိုက်ပွဲများဆက်လက်ပြင်းထန်နေတယ်လို့သိရပါဗျ။မိုးပြင်းမျိုးပေါ်ရက်ွက်တွေကိုအချမ်းဘတ်စစ်ခွေးတက်ကဝင်ရောက်ထိုးပေါက်တက်ဆွဲလိုက်တာဖြစ်ပါတယ်။ဒါပေမဲ့မိုးပြင်းနဲ့အနီးပတ်ဝန်းကျင်တွေမှာတော့တိုက်ပွဲတွေဖြစ်နေတော့မှာပဲ အထူးသဖြင့်မိုးပြဲလွိုက်ကောလမ်းမကြီးပေါ်မှာတိုက်ပွဲတွေဖြစ်နေတာဖြစ်ပါတယ်မိုးပြဲမြို့ထဲမှာနေအိမ်တွေကိုမီးလိုက်ရှို့နေတယ်မီးရှို့ခံရတဲ့နေအိမ်တွေကအလုံး20ကျော်ရှိနေပြီလို့ KNDF ဗဟိုသတင်းနဲ့ပြန်ကြားရေးတာဝန်ရှိသူကပြောပြထားပါတယ်မိုးပြဲမြို့ကိုတိုက်ခိုက်ရမှာစစ်ကောင်စီတပ်ဖွဲ့နဲ့အတူ PNO ပြည်သူ့စစ်သားအင်အားအများပြားအုံပြုထားတဲ့အပြင် drone ၄ချောင်းလက်နက်ကြီးအလုံးအင်းနဲ့ထိုးစစ်ဆင်မှုတွေကြောင်းတော်လိုင်းတပ်ဖွဲ့များယာယီစုတ်ခွာပေးလိုက်ရခြင်းဖြစ်တယ်လို့သိရပါဗျ။ထိမ့်ချုပ်ထားပြီလို့ပြောတဲ့ကောင်တွေက အကြမ်းဖက်စစ်ခွေးလော်ဘီတွေပဲဖြစ်မှာပေါ့ဘလောက်ထိမ့်မလဲကောင်းကောင်းထိမ့်တာလို့သာပြောလိုက်ပြန်သိမ့်မယ်လို့အတိအကျမပြောနိုင်ပေမဲ့ဖြစ်လဲဖြစ်နိုင်ပါတယ်ယာယီဆုတ်လိုက်ရတဲ့သဘောမျိုးပေါ့ရှင်းရှင်းပြောရရင်တို့စစ်ကောင်စီမလာဘူး PNO ဆိုတဲ့ပေါအောင်ခန်းတီလူတွေပါတယ်တို့ပါတော့စစ်ကောင်စီတို့ကပုံပြီးအားရှိတာပေါ့အဲ့ဒါပါပဲပေါကလူကြီးများတယ်လေလူမျိုးတမျိုးရဲ့အခြေအနေလဲအကဲခတ်ဖို့လိုပါတယ်တို့စစ်ခွေးအားနဲ့ဆိုဒီလောက်မဖြစ်နိုင်ဘူးလို့ KA ရဲ့စီရေးချုပ်ဘုံကြီးဖုံးနိုင်ကပြောပြထားကြောင်းတရင်ရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့တနင်္သာရီတိုင်းကျွန်းစုမြို့နယ်မဲတော်ကျေးရွာအုပ်ချုပ်ရင်းမှုကိုဝင်ရောက်ဖမ်းဆီးခဲ့ပြီးတော့စစ်တပ်ကရန်တမ်းပစ်ခတ်နေတာကိုအခွင့်ကောင်းယူပြီးတော့ထွက်ပြေးဖို့ကြိုးစားတဲ့အတွက်ပစ်ခတ်ဖမ်းဆီးအောင်တင်ဆောင်သွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇွန်လ9ရက်နေ့ည10:00နာရီခွဲအချိန်မှာကျွန်းစုမြို့နယ်မဲတော်ကျေးရွာအုပ်ချုပ်ရင်းမှုအောင်မြင့်ကိုသူ့ရဲ့နေအိမ်မှာဝင်ရောက်ဖမ်းဆီးကာနေအိမ်မှာနေပြီးတော့ထွက်ပြေးသွားတယ်လို့သိရပါတယ်။အဲ့ဒီနောက်လိုက်လံရှာဖွေခဲ့ရမှာသူ့ရဲ့အပေါင်းပါလူမိုက်များနဲ့အတူတွေ့ရှိခဲ့ပြီးတော့အောင်မြင့်ရဲ့အပေါင်းပါလူမိုက်များက ဒုံသားများနဲ့ပြန်လည်ခုခံခဲ့တယ်လို့သိရပါဗျ။ဒါကြောင့်တနက်နှစ်ချက်ဖောက်ပြီးတော့6လက်ပြစ်ခတ်ခဲ့ရမှာအပေါင်းပါလူမိုင်းများဟာထွက်ပြေးသွားတဲ့အတွက်အုတ်ချုပ်ရေမူအောင်မြင့်ကိုခေါ်ဆောင်လာနိုင်ခဲ့တယ်လို့သိရပါဗျ။အခုလိုမျိုးဖမ်းမိတယ်အောင်မြင့်ရဲ့ခန္ဓာကိုယ်ပေါ်မှာရှာဖွေကြည့်ရမှာဘီယာချမ်းအတူနှစ်ဘူးနဲ့ရှူလက်ဆမြင်းစိမ်းများခဲပြားများကိုလည်းတွေ့မိခဲ့ရတယ်လို့သိရပါဗျ။ခေါ်ဆောင်ရလမ်းတစ်လျှောက်မှာလည်း အော်ဟစ်ဆဲဆုံနေခဲ့ပြီးတော့ဈေးကြောင်တွေကစိတ်ပုံမှန်မဟုတ်တဲ့လက္ခဏာတွေကိုလည်းတွေးခဲ့ရတယ်လို့ပြောပါတယ်။ဖန်ဆီခေါ်ဆောင်လာတဲ့အချိန်စစ်သင်းမော့တစည်းဟာတော်လိုင်းတပ်ဖွဲ့ဝင်များရှိရာကို0.5နဲ့ပြစ်ခတ်တဲ့အတွက်ကြောင့်တော်လိုင်းတပ်ဖွဲ့ဝင်တွေကနေရာယူလှုပ်ရှားတဲ့အချိန်မှာဖန်ဆီလာတဲ့အောင်မြင့်ကအခွင့်ကောင်းယူပြီးတော့ဆဲဆုံအော်ဟစ်ပြီးထွက်ပြေးရန်စူးစမ်းခဲ့တယ်လို့သိရပါတယ်။ဒါကြောင့်အချိန်နေအရမလွဲတာမရှောင်တာပြစ်ခတ်ရှင်းလင်းလိုက်ရတယ်လို့အတိပေးထားပါတယ်။ အပြန်အလှန်ပြစ်ခတ်မှုတော့မဖြစ်ခဲ့ပါဘူးစစ်ခွေးတွေဘက်ကရန်တန်ပြစ်တာပါကျွန်တော်တို့ရဲဘော်တွေအထီးကိမရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပါတယ်ရွာကိုစစ်ခွေးတွေလာတယ်လို့လဲလောလောဆယ်တော့မကြားမိသေးဘူးအုတ်ကြီးအစ်စ်လည်းလောလောဆယ်မခန့်နိုင်သေးပါဘူးလို့ဘိတ်ခရိုင်အမတ်နဲ့တရင်ကတာဝန်ရှိသူကရှင်းပြထားပါတယ်အခုလိုမျိုးလှုပ်ဆောင်မှုကိုဘိတ်ခရိုင်အမတ်နဲ့တရင်ဒနေသာမျိုးနဲ့ပတ်ကဖဇုံချောင်းနဲ့ဒေါင်းနဲ့အဖွဲ့၃ဘက်တို့ကပူးပေါင်းကလှုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီးပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်များအထီးကိမရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါတယ် တေဆုံးသွားတဲ့မဲတော်ကြီးရွာအုပ်ချုပ်ရင်းမှုအောင်မြင့်ဟာပြည်သူ့ကာကွယ်တပ်ဖွဲ့အများရဲ့အကြမ်းကြမ်းသတိပေးနေတဲ့ကြားကမူရစေဝါရောင်းဝယ်ခြင်းကိုယ်တိုင်သုံးစွဲခြင်းအဓမ္မစစ်မှုထမ်းများခေါ်ဆောင်ခြင်းစစ်မှုထမ်းများအတွက်အုပ်စုရွာများမှာငွေကြေးကောက်ခံခြင်းများကိုဆက်လက်ပြုလုပ်နေတဲ့အတွက်ကြောင့်ဖမ်းဆီးအရေးယူခဲ့ရခြင်းဖြစ်တယ်လို့အသိပေးထားပါတယ်။အချက်ဖတ်စစ်ခွေးများရဲ့လက်ပါစီများအနေနဲ့မိမိတို့ရဲ့လောက်ရများကိုရပ်တန့်ချရတဲ့ဆက်လက်ပြီးတော့လှုပ်ဆောင်မယ်ဆိုပါက 亲爱的，也有三员亩苗，好！楼上多麻烦些，道路周边叉交，多点小心为苗。 ဆက်လာပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးတိုင်းကြောက်ပတောင်းမြို့နယ်မှာစစ်ကောင်စီလက်အောက်ခံနန်း CDM လက်ထောက်ညွှန်ကြားရေးမှူးတော်ဦးအဘအဝင်၅ဦးကိုဒေသကာကွယ်ရေးတပ်ဖွဲ့တစ်ခုကဖမ်းဆီးထားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇွန်လ9ရက်နေ့မွန်းလွဲ2နာရီဝန်းကျင်အချိန်မှာကြောက်ပတောင်းမြို့နယ်ပုပ်ပားချေရွာအုပ်စုပုပ်ပားတောင်ဥယျာဉ်ယေစုစခန်းမှာတစ်ပင်ဆိုင်နေတဲ့တစ်တော်ဝန်ထမ်း3ဦးနဲ့ချေရွာအုပ်စုအုပ်ချုပ်ရေးမှူးတော်ဦးတို့ကိုဒေသကာကွယ်တစ်ခုကဖမ်းဆီးသွားတယ်လို့သိရပါဗျ။ဖမ်းဆီးခဲ့သူများဟာပုပ်ပားတောင်ဥယျာဉ်ကလက်ထောက်ညွှန်ကြားရေးမှူးလဲဖြစ် ဖြစ်ဥယျင်အုပ်ချုပ်ရေးမှုလည်းဖြစ်သူတင်အောင်ကျော်တောအုပ်ကျော်နိုင်ဦးတောကောင်းရင်းလင်းထံတောကောင်းရဲ့ရင်မောင်းရင်းနေသားဒင်းကားတစ်ပင်ဆိုင်အဖွဲ့တာဝန်ခံဝေလင်းထွန်းရေနံချောင်းမြို့နယ်တို့ဟာတတော်ယေရှုစခန်းမှာတစ်ပင်ဆိုင်ပြိုးနေတဲ့အချိန်ဖမ်းဆီးခံရရတယ်လို့သိရပါဗါးနန်းစီဒီယံဝန်ထမ်းတွေအဖမ်းခံရတာကတော့မှန်ကန်ပါတယ်လုတ်တဲ့အဖွဲ့ကသတင်းထုတ်ပြန်မယ်ထင်တယ် ဖမ်းဆီးခံထားရတာကတော့ကျွန်တော်တို့အတီးပြုတ်လို့ရတယ်လို့ကျော်ပတောင်းအခြေဆိုင်ဒေတာတော်လိုင်းတက်ဖွဲ့ကတော်ဝင်ရှိသူကရှင်းပြထားပါတယ်ဖမ်းဆီးခံထားရတဲ့နန်စီဒီယန်ဝန်ထမ်းများနဲ့အတူနန်စီဒီယန်ဝန်ထမ်းတင်အောင်ကျော်ပိုင်ဆိုင်နဲ့ 4H5335 Mitsubishi Cardozi ကိုပါတော်လိုင်းတက်ဖွဲ့ကသိမ်းဆီးထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ AOD တိုင်းမှာ AA နဲ့တော်လိုင်းတက်များဝင်ရောက်လာမှုကိုတားဆီးရေးအတွက် ဝင်ကြီးချုပ်တင်မောင်ဝင်းနဲ့စစ်တိုင်းမှုစိုးကြော်ထက်တို့ကပသိမ်မြို့ပေါ်မှာရှိတဲ့ဖျားများမှာအရေးပေါ်ရဲတရားခြေတာတွေလှုပ်ဆောင်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ AOD တိုင်းမှာနေမြေများလွတ်လွတ်မဆုံးရှုံးရေးနဲ့တော်လိုင်းတပ်များဝင်ရောက်လာမှုများကိုတားဆီးနိုင်ရေးအတွက်ဗီဒီရဲတရားခြေမှုများကို AOD တိုင်းဝင်ကြီးချုပ်တင်မောင်ဝင်းနဲ့အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှုဗိုလ်ချုပ်စိုးကြော်ထက်တို့ကရဲတရားခြေမှုများလှုပ်ဆောင်နေတယ်လို့သိရပါဗျ။အဲ့ဒီရဲတရားခြေမှုများကိုမင်းအွန်လိုင်းရဲ့ညွှန်ကြားချက်များအရလှုပ်ဆောင်လာခြင်းဖြစ်တယ်လို့သိရပါဗျ။ဒီကနေ့မနေ့ပိုင်းမှာ ပသိမ်မြို့မှာရှိတဲ့အကျန်းဖတ်စစ်ခွေးတိုက်ရဲ့ဝင်းကြီးချုပ်တင်မောင်ဝင်းနဲ့စစ်တိုင်းမှုစိုးကြော်ထက်တို့ကအေအော်ဒီတိုင်းကိုလက်လွတ်ဆုံးရှုံးမှုမရှိစေရန်ရွှေမုတ်ထောဖះမှာအရေးပေါ်ရရရချင်းနေပြီးစစ်ကောင်စီတပ်သားများကိုလုံခြုံရေးချထားတယ်လို့သိရပါဗါဒါအပြင်ကြောင်းကူကန်နာလန်မှာရှိတဲ့ကဘာလုံးဖះမှာလည်းအရေးပေါ်ရရရချင်းရန်ထပ်မံစီစဉ်ထားပြီးတော့လမ်းတစ်လျှောက်မှာလည်းစစ်ခွေးရဲခွေးပြူခွေးများနဲ့ပြည်သူစစ်များလုံခြုံရေးအပြည့်ချထားတယ်လို့သိရပါဗါ ဖျားရီမှာစစ်ခွေးတွေကလုံကြုံရေးအပြည့်ပဲလမ်းနေမှာလည်းအများကြီးပဲဝင်းကြီးချုပ်တင်မောင်ဝင်းနဲ့စစ်တိုင်းမူစိုးကြော်ထက်ကအရေးပေါ်ရေတရားချိန်မယ်လို့သိရတယ်ဖျားဝင်းတွေကိုလည်းပြည်သူတွေကိုဝင်ခွင့်မပေးတော့ဘူးလို့ဒေသသတင်းရင်းမြစ်ကပြောပြထားပါဗျ။ဒီကနေ့ဇူလိုင်လ9ရက်နေ့မနက်ပိုင်းကစတင်ပြီးတော့ပသိမ်မြို့မှာရှိတဲ့ဖျားဝင်းတွေထဲကိုပြည်သူများဝင်ရောက်ခွင့်မပြုတော့ဘဲဖျားပရဝုံအနီးကိုပါပြည်သူစစ်များကလမ်းကြောင်းရှင်းလင်းရေးများနဲ့လုံခြုံရေးယူထားတာတွေကိုလှုပ်ဆောင်နေကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စစ်ရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတော် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်အပေါင်းကကင်းဝေးပြီးတော့အချမ်းဖတ်စစ်အာဏာရှင်စနစ်ဆိုးကြီးရဲ့လက်အောက်ကနေလဲအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ